ပုံရံမြကြီးအသည့်ရွေးကောက်ခြင်းအစီအစဉ်အားလုံးမင်္ဂလာပါရှင်ကောလပ် channel မှာကြိုဆိုပါရစေကက်သလစ်သင်တော်ကြီးအတွက်ပုံရံမြကြီးမရှိသည့်အခြေအနေဖြစ်နေသည့်အချိန်ကာလဟာပုံရံမြကြီး Francis အရှင်သူမြတ်ပြန်လွန်သည့်2025ခုနှစ်အေပီလ22ရက်နေ့ကလေးကဖြစ်ပါတယ်ပုံရံမြကြီးအသည့်ပြန်ရွေးဖို့ဆိုလို့ရှိရင်ပုံရံမြကြီးပြန်လွန်သည့်နေ့မှစပြီးရက်ပေါင်း15နဲ့ရက်ပေါင်း20အကြာကနေ့ ဂါဒီနယ်ယဟန်အမတ်များကပုတ်ယဟန်မြကြီးအသေးဝေးခောက်ခြင်းလုပ်ငန်းစတင်ရပါတယ်။အခုမှဒီကန်တည်င်းအရာအမေလာ9ရက်နေ့မှာပုတ်ယဟန်မြကြီးအသေးဝေးခောက်ခြင်းလို့ခေါ်တဲ့ကွန်ကလစ်ကိုစတင်ကြမှာဖြစ်ပါတယ်။အဲလိုစတင်ရက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ပုတ်ယဟန်မြကြီးဖရန်စစ်အရှင်သူမြတ်ပြန်လွန်သည့်နေ့မှစပြီးရက်ပေါင်း16ရက်အကြာမှာပုတ်ယဟန်မြကြီးအသေးဝေးခောက်ခြင်းလုပ်ငန်းစတင်ကြတယ်လို့ယူဆရမှာပဲဖြစ်ပါတယ်။ ကွန်ဂလိတ်လို့ခေါ်တဲ့ပုံရိပ်ဟမ်းမကြီးအသည့်ရွေးကောက်ခြင်းနဲ့ပတ်သက်ပြီးတည်ခေါင်းဆရာတွေကိုလည်းဝေးမြပေးခြင်းပါတယ်။ထူးခြားချက်ကတော့ပုံရိပ်ဟမ်းမကြီးရွေးကောက်တဲ့နေရာမှာကိုစလဲလောင်းဆိုတာမရှိပါဘူး။မဲပေးတဲ့ဂါဒီနဲ့အားလုံးဟာပုံရိပ်ဟမ်းမကြီးဖြစ်နိုင်ခြေရှိသူများဖြစ်ပါတယ်။ကိုစလဲများကမဲဆွယ်စီယုံခြင်းလည်းမရှိပါဘူး။အဲ့ဒီအရာအတွက်ငွေတပြားမှအကုန်ဆရာမရှိပါဘူး။ကျင်းပကဘာနဲ့အဆက်အသွယ်ဖြတ်ပြီးတန်းကျိတ်ကအခန်းကိုတုတ်ခတ်ပြီးတော့ အထင်းမှာဂါဒီနယ်များကသာရွေးကောက်ရတဲ့ထူးခြားတဲ့ရွေးကောက်ပွဲပဲဖြစ်ပါတယ်။အကြောင်းရင်းကတော့တင်ပလူများရဲ့မြူဆွဲခြင်းမီဒီယာတွေရဲ့ရန်မှုမခံရဖို့ဖြစ်ပါတယ်။လောကကမ္ဘာကောင်းဆောင်များဤရန်မှုမှုမခံရဖို့လည်းဖြစ်ပါတယ်။ခရစ်တော်ရဲ့အသင်းတော်ကိုအုပ်ထိန်နိုင်သူလို့ယူဆရတဲ့ဂါဒီနယ်ကိုပဲမဲပေးခြင်းဖြစ်ပါတယ်။မိမိနိုင်ငံတူလို့သူမဟုတ်ရင်တော့မိမိလူမျိုးတူလို့မဲပေးခြင်းမျိုးကို လုံးဝပြုတ်လုံးလို့မရအောင်တန်းကျင်ကြတိပြုရတဲ့ရွေးကောက်ပွဲဖြစ်ပါတယ်။ကက်သလစ်သင်းတော်တွင်အခုလက်ရှိမှာဂါဒီနယ်ရဟန်းအမတ်ပေါင်း952ပါးရှိပါတယ်။အဲ့ဒီ952ပါးထဲမှာအသက်80မပြည့်သေးတဲ့ဂါဒီနယ်များကသာမဲပေးပိုက်ခွင့်ရှိပါတယ်။ဒါကြောင့်မို့အခုပုတ်ရဟန်းမင်းကြီးအသည့်ရွေးကောက်ချက်မှာမဲပေးနိုင်တဲ့ဂါဒီနယ်အရေအတွက်ဟာ135ပါးရှိပါတယ်။ အဲ့ဒီ335ပါးထဲမှာကာဒီနယ်ပေါင်း108ပါးကိုပုံရဟမေဂျီဖရန်စစ်အရှင်သူမြတ်ကခတ်အပ်ထားတာဖြစ်ပြီး၅ပါးကတော့ပုံရဟမေဂျီဒုတိယမြောက်ကျုံဘောကခတ်ထားတာဖြစ်ပါတယ်။22ပါးကတော့ပုံရဟမေဂျီဗနီဒစ်ကခတ်တာဖြစ်ပါတယ်။ပုံရဟမေဂျီအသေးဖြစ် ရွေးချယ်မဲ့သူဟာမဲပေါင်း3ပုံထဲကနေ2ပုံကျော်ရရှိမှဖြစ်မှာပါ။ရွေးကောက်ပွဲမစခင်ဆုတောင်းခြင်းနဲ့ဆက်ရတယ်။တန်းတင်ရည်ပြုခြင်းနဲ့ဆက်ရတယ်။ အဲ့ဒီညာကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကာဒီနယ်ပေါင်း135ပါးရဲ့မေပေါင်း135ကနေစုစုပေါင်း90ဝန်းကျင်ရမှာပုတ်ရဟမင်းကြီးအသည့်အဖြစ်ရွေးချယ်ခံရမှာဖြစ်ပါတယ်။စုစုပေါင်းမေ3ပုံ2ပုံရရှိလာတဲ့ကာဒီနယ်တစ်ပါးကိုပုတ်ရဟမင်းကြီးအဖြစ်သူက လက်ခံကြောင်းမလက်ခံကြောင်းကိုမြင်မြင်ရတယ်။လက်မခံရင်မဲလိုက်အားလုံးကို အမဲရောက်ထွက်စီမဲစီဖြစ်နောက်ပြီးမီးရှို့ရာ အမေရောင်မီခိုးဖြင့်ပုတ်ရဟမေကြီးအသိမရသေးသောတည်င်းကိုအကြောင်းအသိပေးရပါတယ်။လက်ခံခဲ့မယ်ဆိုလို့ရှိရင်တော့အဖြူအောင်ထွက်စီတဲ့စီဖြင့်မဲများကိုလောင်ပြီးတော့မှမိရှုတော်အဖြူအောင်မီခိုးများဖြင့်ပုတ်ရဟမေကြီးအသိရရှိကြောင်းတည်င်းကောက်ကိုအသိပေးပါတယ်။မဲရည်အတွက်ပြစ်မိသဖြင့်အဘိမြဲခံပုတ်ရဟမေကြီးအဖြစ်လက်ခံကြောင်းဝန်ခံတဲ့ချိန်ဒီစပြီး ပုတ်ရဟမေကြီးတို့ပါအသိရလာခြင်းဖြစ်ပါတယ်။ အဲ့အချိန်ပြီးရင်ပုတ်ရဟမေကြီးအစ်စ်ရဲ့နမဲအစ်စ်ကိုရွေးချယ်ရပြီးပုတ်ရဟမေကြီးအစ်စ်ရဲ့ဝတ်ဆင်ရမယ့်ဝတ်ယုံများကိုစင်မြန်ပေးရပါတယ်။အဲ့ဒီအချိန်ပြီးမှတော့ဂါဒီနယ်တစ်ပါးကဗာတီကန်အကြောင်းဆောင်ကြီးကနေထွက်လာပြီးငါတို့မှာပုတ်ရဟမေကြီးရှိပြီလို့တတင်းကောက်ကိုကြီးညာရတယ်။အဲ့ဒီပြီးမှပုတ်ရဟမေကြီးအစ်စ်က ပထမဆုံးထွက်ပေါ်လာပြီးတော့ရောမမျိုးကဘာသာသူတွေကိုကောက်ကြည့်ပြီးတစ်ဆက်တည်းမှာပဲ RBH OB ဆိုတဲ့ ကောင်းကြီးတော်ကိုတလောကလောကကက်သလစ်ဘာသာသူတွေအတွက်ပေးရပါတယ်။လိုအပ်မယ်ဆိုလို့ရှိရင်တော့ပထမဆုံးမိခွန်းကိုလည်းတူတူတက်တုပ်ပြောလို့ရှိပါတယ်။ဆက်လက်ပြောလဲကက်သလစ်ခရီးယန်သာသနာမှာပုပ်ယဟန်မင်းကြီးရွေးချယ်ခြင်းနဲ့ပတ်သက်ပြီးဝေမျှပေးချင်ပါသေးတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်အသင်းတော်စတင်ပြီးဒီထောင်တဲ့အချိန်ကလေးကသာသနာဦးဆောင်တမန်တော်ကြီးအဖြစ်ခရစ်တော်ဖျားရှင်ကိုရိုက်ခန့်အပ်ခဲ့တဲ့သံပေသူရဲ့အရက်အရာဆက်ခံသူကို ပုတ်ရဟမေကြီးလို့ခေါ်ဆိုပါတယ်။ကဘာရဲ့ရက်ပြက်ပွားလဲရှိတဲ့သဒ္ဒနာတော်ကြီးတစ်ခုလုံးရဲ့တူသည်သောသဒ္ဒနာဦးဆောင်ပုတ်ရဟမေကြီးဖြစ်ပါတယ်။ပုတ်ရဟမေကြီးပြန်လွန်တော်မူတဲ့အခါသဒ္ဒနာတော်ရဲ့အုပ်ချုပ်ရေးလမ်းညွှန်မှုတွေကိုယဟန်အမတ်ကာတီနေကြီးများအဖွဲ့ကိုလွှဲပြောင်းပေးရပါတယ်။ကဘာရရမှာပြက်ပွားနေတဲ့တဒနာတီတီရဲ့ဦးဆောင်ဆရာတော်ကြီးတွေ ਨੇ ဗာတီကန်နန်းတော်အတွင်းအမှုတော်ထမ်းဆောင်နေတဲ့ဆရာတော်ကြီးတွေဖြစ်ကြပြီးတော့ ယဟန်မင်းကြီးကိုယ်တိုင်ရွေးချယ်ခန့်အပ်ခဲ့သူတွေဖြစ်ပါတယ်။အဲ့ဒီယဟန်အမတ်ဂါဒီနယ်ကြီးတွေကိုသူတို့ရဲ့သင်္ကန်းအနီအောင်ဖြစ်ခွဲခြားသိနိုင်ပါတယ်။လက်လက်နေတဲ့တမန်တော်အယိုက်အယာအတွက်ပုံယဟန်မင်းကြီးတစ်ပါးကိုလည်းအဲ့ဒီယဟန်အမတ်ဂါဒီနယ်ကြီးတွေကရွေးချယ်ကြရပါတယ်။ဒီလိုရွေးချယ်ခြင်းကိုကွန်ကလေးလို့ခေါ်ပါတယ်။လက်တင်ဘာသာစကားကွန်ကလေးကဆင်းသက်လာပြီးတော်ပြေလို့အတိတ်ပဲရှိပါတယ်။ သမန်တော်ကြီးတန်ပေသူရဲ့ကောင်းကင်တော့ကိုရည်ညွှန်းပါတယ်။ဒီကမ္ဘာလုံးနဲ့သက်ဆိုင်တာမို့လို့ဗာတီကန်မှာစုယုံရောက်ရှိလာတဲ့ယဟန်အမတ်ကာဒီနယ်ကြီးများဖွဲ့ဟာအစည်းအဝေးကိုခေါ်ရပါတယ်။ကက်သလစ်သဒ္ဒနာတော်အနေနဲ့ကမ္ဘာတဝန်းညှဉ်းဆိုင်နေရတဲ့စိတ်ခေါ်မှုတွေကိုတင်ပြဆွေးနွေးကြပါတယ်။ပြီးတော့ပုံရဟမင်းကြီးအသစ်တစ်ပါးကိုမဲပေးရွေးချယ်ကြဖို့လည်းပြင်ဆင်ကြရပါတယ်။ဒီကာလမှာလည်းပြန်လည်တော်မူသောပုံရဟမင်းကြီးရဲ့စာပနာကိုစီစဉ်ကြသလို ။ပုံရဟမင်းကြီးသာ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အမှုကိစ္စတွေကိုလည်းရက်ဆိုင်ထားရပါတယ်။တမန်တော်ရဲ့ရာလစ်လက်နေတဲ့ကာလ15ရက်နေ့ရက်20တွင်နောက်ထပ်ပုံရဟမင်းကြီးအသေးရွေးချယ်ဖို့လုပ်ငန်းစဉ်ကိုစတင်ရပါတယ်။ဒီရွေးချယ်ခြင်းလုပ်ငန်းစဉ်ကိုစေပီတာဘာဇီလီကာကျောင်းတော်ကြီးမှာတန်ရှင်တော်ဝိညာဉ်တော်ဖျားကိုဖိတ်ခေါ်ခြင်းခံနာဖြင့်တရားဝင်စတင်ပါတယ်။အသင်းတော်ရဲ့စီမင်းဥပဒေအရအသက်တော်80အောက်ရှိယဟန်အမတ်ဂါဒီနယ်ကြီးများတာလင် ပုံရဟမင်းကြီးအသေးရွေးချယ်ဖို့မဲပေးပိုင်ခွင့်ရှိပါတယ်။အဲ့ဒီမဲပေးပိုင်ခွင့်ရှိတဲ့ကာဒီနယ်ကြီးများဟာစိတ်စစ်စင်းဖျားခန့်တော့ပြီးတော့တကားရီလုံးဝမပိတ်ခင်မှာပဲမျိုးဝက်ချက်ချင်းဖို့တက်စားဆိုရပါတယ်။ကဘာကျော်မိုက်ကဲအန်ဂျီလိုရေးဆွဲထားတဲ့နောက်ဆုံးသောနေ့တရားစီရင်ခြင်းပကြီးကားကြီးရဲ့ရှေ့မှာပဲရဟန်းအမတ်ကာဒီနယ်ကြီးတွင်ဟာတူဦးပြီးမှတူဦးဆွတ်တောင်းမြတ်တာရွတ်ဆိုလျက်လက်ချက်ခောက်မင်းလက်ကို ဖလာဦးကြီးတွေကိုလျှို့ဝှက်စွာထည့်ရပါတယ်။ပုံရဟမေကြီးရဲ့ဖြစ်ရွေးချယ်ခံရမယ့်ကိုစလဲကြီးဟာမင်းဆန္ဒ၃ပုံ၂ပုံရတဲ့အထိတရက်ကို၄ချိန်မဲပေးခြင်းခံနာကိုပြုလုပ်ရပါတယ်။ဆန္ဒမဲတွေကိုပွင့်လင်းမြတ်သားမှုရှိပြီးအတန်ကြီးကြီးနဲ့ကြီးညာပြီးမှတ်တမ်းတင်ရပါတယ်။ဒါအောင်လို့ရွေးချယ်တောင်းဝန်ပေးခံရတဲ့ရဟန်းအမတ်ဂါဒီနေကြီး၃ပါးကပြုလုပ်ပါတယ်။အကဲရွေးမဲဆန္ဒတွေဟာ၃ပုံ၂ပုံမရရှိခဲ့ဘူးဆိုရင်ဖျားခန်းကြီးမှာရှိတဲ့မီးဘိုတင်းမှာ မဲရင်အားလုံးကိုမီမီခိုအမဲထွက်အောင်ဓာတုပစ္စည်းတစ်ခုခုနဲ့ရှုရမှာဖြစ်ပါတယ်။အကယ်၍မဲဆန္ဒတွေဟာ၃ပုံ၃ပုံရရှိလာခဲ့မယ်ဆိုရင်တော့ရွေးချယ်ခံရသူကိုယ်စားလှယ်ကြီးကိုကာဒီနယ်ကြီးများအဖွဲ့ရဲ့ခေါင်းဆောင်ကာဒီနယ်ကြီးက၎င်းရရာကို လက်ခံဤညင်ပင်ဤဆိုတာကိုမေးမြန်းရမှာဖြစ်ပါတယ်။အပေါ်ဆိုထားတဲ့အတိုင်းပဲအဲ့ဒီတမန်တော်ရရာကိုလက်ခံခဲ့ပါကရမင်းကြီးဖြစ်ဘွဲ့နာမကို ရွေးချယ်ပြီးတော့ပုံရံမင်းကြီးသင်ခန်းနဲ့အဆောင်ရောင်တွေဆင်မြန်ပေးပါတယ်။အဲ့ဒီချိန်မှာမင်းဆန္ဒတွေကိုဓာတ်ရုပ်ပစ္စည်းတစ်ခုခုနဲ့မီးရှို့ပြီးအပြည့်အဝမီးခိုးတွေကိုထုတ်လွှင့်ပြီးတော့ပုံရံမင်းကြီးကို အောင်မြင်စွာရွေးချယ်ပြီးကြောင်းဒီကမ္ဘာလုံးကိုအချက်ပြပါတယ်။ပုံရံမင်းကြီးရဲ့တစ်ကလည်းစိန့်ပီတာဘာဆီလီကာမှာရှိတဲ့ဝရဒါဆင်မြစ်ပေါ်ကိုကြွကြည့်ပါတယ်။အဲ့ဒီအနေနဲ့ဆင့်ဗာတီကန်ရေပြင်မှာစောင့်ဆိုင်းနေတဲ့ကမ္ဘာရဲ့ရက်ကလူတို့ကြီးကိုကြီးညာပေးပါတယ်။ စီနီယာယဟန်အမတ်ကာဒီနယ်ကြီးကလက်တင်ဘာသာစကားနဲ့ Hamax Papa ပုံရံမင်းကြီးရရှိပါပြီလို့ကြေညာပေးပါတယ်။အရင်နောက်မှာတော့ပုံရံမင်းကြီးအသင်းကရောမမျိုးနဲ့တက္ကမလုံးကိုကောင်းချီးမင်္ဂလာပေးလို့လူသူပြိသက်ကြီးကိုနှုတ်ဆက်ကပြောပါတယ်ရှင်။ကင်းပြိသက်ကြီးတန်ရှင်သောဝိညာဉ်တော်ဖျားရဲ့အလဲကျေးဇူးတော်ဦးဆောင်မှုဖြင့်ပုံရံမင်းကြီးအသေးရွေးချယ်နိုင်ဖို့ဆုတောင်းကြပါစို့။